အလုံးမဲမိကပါပါခင်ဗျာဒီကိစ္စမှာတော့ဒါဒီထိုင်းနဲ့ကမ္ဘောဒီးယားကိုနှစ်နိုင်ငံနဲ့ဆက်မှာဒါနေမြေညှိဝါမှုဖြစ်သွားဘူးဒီပရိဖာနဲ့ဖြစ်ပြီးတော့ဒါဒီနှစ်နိုင်ငံဒါစီးရေးရှင်တွေရောဒါဒီစီးပွားရေးရှင်တွေနိုင်ငံရေးရှင်တွေပေါ့ဒါဖက်ဖက်ကနဲ့ဒါဘလို့တုတ်ပြန်လာလဲပေါ့ဒီကြောင်းအနေနဲ့ပတ်သက်ပြီးနေငယ်ကြောက်ဆွေးနွေးပြီးတော့ဟိုလက်ရှိပေါ့ဒါအခုဒီထိုင်းနဲ့ကမ္ဘောဒီးယားဒါဒီနှစ်နိုင်ငံကဒါအခုဒီ တန်လွန်ခဲ့တယ်ပေါ့ဒါဒီကိုလိုနီခေတ်1905ခုနှစ်လောက်မှာကဒါဖြစ်သွားတဲ့ဒါဖြစ်စဉ်တွေနဲ့ဆက်ဆက်ပြီးတော့ဒါအခုဒီနေ့ဒါပရိပိခါရဲ့ထပ်ဖြစ်တာပေါ့တော့ထပ်ဖြစ်ရအရှိန်နဲ့ထပ်ပြီးတော့ဒါလိုက်ကြည့်မယ်ဆိုရင်ဒါဒီခုပြင်သစ်ကိုလိုနီပေါ့ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ဒါဒီထိုင်းနဲ့ဒါဒီနေဆက်ဒါမိုင်900ပတ်ဝန်းကျင်လောက်မှာရှိတဲ့ဒါနေမြေအများပြားကိုဒါဒီပြင်သစ်နိုင်ငံကဒါဒီအတိအကျဒါဗန်နိုင်ငံပိုင်းနေဆိုပြီးတော့သတ်မှတ်ထားခြင်းမရှိအောင်ဖြစ်တဲ့အတွက်ဒီလက်တလို့ပေါ့ဒါဒီခု behavior ဗီဟီရီယတန်ပဲဘုရားကျောင်းပေါ့ဒီဘုရားကျောင်းမှာဆိုရင်ဒါဒီထိုင်းမှာရှိတယ်ဒါဒီစစ်သားရဲ့ဒီဘက်ကကမ္ဘောဒီးယားစစ်သားရဲ့ဒါဒူဘိုင်၅ဘိုင်ဆိုပြီးတော့ညင်ပွားခဲ့ရဖြစ်စဉ်တွေရှိသွားတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါဒီခုဒီနိုင်ငံရေးရာကြည့်မယ်ဆိုရင်ဒါခုဒီ ICJ မှာဆိုရင်ဒါဒီကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ဒါလူနိုင်ငံပိုင်နေဆိုပြီးတော့ဒါအလေးသာတာတော့ထိုင်းကဒါဒီပထမတစ်ခေါက်ကဒါသူတို့ရှုံးတာဖြစ်တဲ့အတွက်ခုဒီလက်ရှိဒါဒီနေ့ဖြစ်စဉ်ရဆိုရင်ဒါဒုတိယအကြိမ်မြောက်ဒါသူတို့အနေနဲ့ ICJ သွားဖို့အထီးတော့ဒါ လမ်းစဉ်မတွေ့ရအောင်။ဟိုထိုင်းအနေနဲ့ကဒါဟုတ်ဒီနိုင်ငံရေးရတရားဆိုရင်ဒါသူတို့အနေနဲ့ဒါရှောင်ဖွက်ပြီးတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဒါဒီဈေးရရောဒါဒီစီစီပွားရရောဒါသူတို့အတွက်အကျိုးမြတ်မရှိရဖြစ်တဲ့အတွက်ဒါဒီနိုင်ငံကအစိုးရအနေနဲ့ဒါဒီတန်တမာရေးရလည်းပဲဒါပြင်ရှင်းသွားနိုင်တော့ဟိုကမ္ဘောဒီးယားဘက်ကအကျင့်ပေါ့ကမ္ဘောဒီးယားဘက်ကအကျင့်မယ်ဆိုရင်ဒါဈေးရဒါထိုင်းကိုမရှင်းနိုင်ဘူးပေါ့ဟုတ်ဒါသူတို့အနေနဲ့ကစိတ်ထဲနဲ့တတိပိုင်းဆိုင်ရပါတော့ဒါထိုင်းအတွက်ထိုင်းတက်ပို့ပြီးတော့တာရောတွေ့ရတာပေါ့ ။ဟောဒါဒီဒီနှစ်နိုင်ငံအနေနဲ့ကဒါဒီရင်ကျေးမှုနည်းမြေရတာအကျိုးစီးပွားပေါ်ဟိုဒါနိုင်ငံရအများကြီးတက်ရောက်နေဖြစ်တဲ့အတွက်နှစ်နိုင်ငံလုံးကတော့ဒါဒီနည်းမြေကိုဒါဒူဘိုင်ငါးပိုင်ဆိုတော့ထက်ဒါဒီတနိုင်ငံကတော့ဒါအပိုင်လူရင်းတွေဟုတ်အော်ဒီဖြစ်စဉ်တွေနဲ့ကြည့်ပြီးတော့သွားမယ်ဆိုရင်ဒါဒီသူတို့စီရေးရဆိုရင်ဒါဒီကြီးကြီးမားမားဖြစ်ခဲ့တာမရှိဘူး1962ကြေပြင်ဒါဒီ2008ပြင်2017 2013ပေါ့ပြောချင်တာ2017တုန်းကဆိုရင်ဒါဒီအကြီးဆုံးကြီးမားဆုံးပြင်းထန်မှုဖြစ်သွားတယ် ဖိုင်နယ်တစ်ပတ်တိုင်းလက်နက်ကြီးဖြစ်တာလောက်ထိဖြစ်သွားအခုဒီနေ့ဖြစ်စဉ်ဖြစ်သွားဆိုရင်ဒါဒီကမ္ဘောဒီးယားဘက်ကစစ်သားတယောက်တေဆုံးတာလောက်နဲ့ပဲဒါပြီးဆုံးသွားပေါ့။အခုလက်ရှိပေါ့ဒါစေရေးရဆိုရင်လည်းနှစ်ပတ်လုံးကဒါတင်းမာမှုတွေဖြေလျှော့ပြီးတော့ဒါဒီနှစ်နိုင်ငံဒါနေဆက်ဒါတက်တွေအားလုံးကဒါသူ့နေရာနဲ့သူပြန်ပြီးတော့ဒါနေရာချထားတဲ့အခြေအနေတွေရောက်သွားပေါ့။အဲ့တော့ဒါဒီနိုင်ငံရေးရကြည့်မယ်ဆိုရင်လည်းနှစ်ပတ်လုံးကဒါတင်းမာမှုတွေကဒါဒီတန်မာရေးရအစင်အနေနဲ့ပဲဒါဒီဖြေရှင်းသွားဖို့ရှိနေ ော့ဒါဒီဘက်ကစီရကြည့်မယ်ဆိုရင်လည်းဒါပြင်းပြထန်ထန်ဖြစ်ခဲ့တာမရှိဘူးအဲ့တော့ဒါအကျိုးစီးပွားရအောင်စီးပွားရေးအနေနဲ့ကြည့်မယ်ဆိုရင်ဒါဒီနှစ်နိုင်ငံလုံးအနေနဲ့ကဒါဒီခုနိုင်ငံဒီခီးသွွားဝန်ဆောင်မှုတွေဒါအများကြီးပေါ့အကျိုးစီးပွားတက်ရောက်နေတဲ့နေရာတွေပေါ့အဲ့တော့ဒီနေရာတွေဖြစ်တဲ့အတွက်ခုဒီနှစ်နိုင်ငံလုံးကဒါဒီကြည့်လဲရှာလဲနေရာကြီးဖြစ်နေတယ်အပြောကျင်တာဒီကမ္ဘောဒီးယားအနေနဲ့ကဒါနောက်ခံကတရုတ်ဖြစ်နေတယ်။ပြီးရင်ဒီတစ်ဖက်ကထိုင်းပေါ့။ထိုင်းကအမေရိကန်ဖြစ်နေတာဖြစ်တဲ့တော့ဟောဒါဒီအကျိုးစီးပွားရအောင်ဒါဒီ တကယ်ဒါပရိပခဆုံးအနေနဲ့ဒါမီးမွေးလို့ကောင်းမဲ့နေရာကြီးတစ်ခုဖြစ်နေအောင်ဟောဒါသူတို့နှစ်ဦးအနေနဲ့ကဒါဒီနောက်ခံနေမတူတာဖြစ်တဲ့အတွက်ဒီကြားရဲဒါရေရှည်မာတို့ဒီတင်းမာမှုရတဖြည်းဖြည်းနဲ့ဒါဒီထပ်ဖြစ်ပြီးထပ်ဖြစ်ထပ်ဖြစ်နေတဲ့ဒါဒီဂျုံလုံးဂျုံပဲဖြစ်နေဦးမယ်ဆိုတော့ညီတွေ့နေရအောင်အော်ဒါဒီပြန်ပြီးရှုပ်ရမယ်ဆိုရင်ဒါဒီခုထိုင်းနဲ့ကမ္ဘောဒီးယားဒါရေပိုင်နဲ့မှာဆိုရင်ဒါဂျီနန်နဲ့တဘာဝတန်ကိုရအနေနိုင်ငံတော့ဒါငင်းပွားနေတာဖြစ်နေအောင် တော့အကျိုးစီးပွားအရဟောဒါဒီနောက်ခံနိုင်ငံတွေအရဟောဒါဒီပြီးတော့ဒါဒီတစ်ဖက်နဲ့တစ်ဖက်ကဒါဒီပြိပခါတွေရတာဒီဒုရောဒုရောဖြစ်နေတာပေါ့တော့ဒီချက်တွေပုံမှန်ကြည့်မယ်ဆိုရင်ဒီနိုင်ငံနှစ်နိုင်ငံအနေနဲ့ပေါ့အခုဒီလက်ရှိခင်းကျင်းသွားနေတဲ့ဒါဖြစ်စဉ်ဖြစ်သွားတဲ့ဒီဖျားကြောင်းနေမြင်ညင်းပွားမှုပြီးရင်ဒါဒီနေဆက်မိုင်900ပတ်ပတ်လေးမှာရှိတဲ့ဒီနေမြင်ညင်းပွားမှုတွေပေါ့ဒီညင်းပွားမှုတွေကအခုဒီလက်တော်မှာဆိုရင်ဒါဒီအကောင်းဆုံးပေါ့ဒါဒီပြုတ်ထောက် ောက်ခံမှုနဲ့ပြင်အမေရိကန်အားပေးမှုပေါ့ဒီနိုင်ငံရဲ့ပြိုင်ဆိုင်မှုကြားထဲမှာဒါဒီနိုးဝေပြီးတော့ဒါအကြီးကပြပခဆုံးအစ်စ်ဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်